ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတီကိုဂျမားရီနဲ့စေဘတ်ဆိုင်ရာအခြေအနေတွေကြောင့်လွှတ်ပေးဖို့၎င်းရဲ့တရားရည်အဖွဲ့ကတောင်းဆိုတာကိုနိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး ICC ကတရားသူကြီးတွေကအော်တိုဝါ၁၀ရက်ကညှင်းဆိုခဲ့ပြီးဒူတာတီဟာ ICC ရဲ့အချုပ်စခန်းမှာဆက်လက်နေထိုင်ရမှာဖြစ်ပါတယ်။ မစ္စတာဒူတာဒေးကိုဆက်လက်ထိန်းသိမ်းထားဖို့လိုအပ်ကြောင်းတရားသူကြီးတွေကလေးလာသိရှိခဲ့တယ်လို့ ICC ရဲ့စီရင်ချက်မှာပြောကြားခဲ့ပါတယ်။ ICC ရှိနေရေဟာဒူတာဒေးကိုလူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝတ်မှုတုံးမှုနဲ့တရားစွဲဆိုထားပြီးဒူတာဒေးဟာ၎င်းရဲ့သမရတက်တန်အတွင်းမူရင်စေဝါတိုက်ဖြတ်ရေးစစ်ပွဲမှာလူသက်မှု86မှုမှာပေါင်းဝင်ပတ်သက်ခဲ့ကြောင်းစွပ်စွဲထားပါတယ်။ပထမစွဲချက်မှာဒူတာဒေးဟာ 2023ခုနှစ်ကနေ2026ခုနှစ်အတွင်းဓာပေါင်းမျိုးတော်မော်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ခြင်းကလူသက်မှုစကုံးမှုအတွက်ပါဝင်ပသက်ကြောင်းဆွဆွဲခံထားရပါတယ်။ဒုတိယဆွဆွဲချက်မှာတော့ဒူတာဒေးတမရအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့2026ခုနှစ်ကနေ2029ခုနှစ်အတွင်းလူသက်မှု14မှုနဲ့ဆက်ဆက်နေပြီ။တတိယဆွဲချက်ကတော့နေမြေရှင်းလင်းတဲ့စစ်စင်ရေးအတွင်းလူသက်မှု53မှုနဲ့ဆက်နွယ်မှုတွေနဲ့ဆွဆွဲခံထားရတာဖြစ်ပါတယ်။